င်္ဂလာပါရှင် CNN သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမွန်ပြည်နယ်ကနေဝင်ရောက်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီတွေနဲ့ဆန္ဒမဲပေးမဲ့မွန်လူတို့အပေါ်မွန်ပြည်သက်ပါတီအနေနဲ့ဖိအားပေးခြင်းမရှိဘူးလို့ မွန်ပြည်သက်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးကပြောဆိုလိုက်တဲ့သတင်းထိုင်ဝမ်သမ္မတလိုင်ချင်တေကထိုင်ဝမ်ကာကွယ်ရေးစွမ်းဆောင်ရည်ကိုမြင့်တင်ဖို့အတွက်ဒေါ်လာ40ဘီလီယံသုံးဆွဲသွားမယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းငကနကသတင်းနဲ့အခက်အခဲသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ပါတီဇန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ဆန္ဒမဲပေးမဲ့မွန်လူတို့အပေါ်မွန်ပြည်သက်ပါတီအနေနဲ့ဖိအားပေးခြင်းမရှိဘူးလို့မွန်ပြည်သက်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကြခင်ကျင်းပမဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမွန်ပြည်နယ်ကဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ဆန္ဒမဲပေးမဲ့မွန်လူထုတွေအပေါ်မွန်ပြည်သက်ပါတီ NMSP အနေနဲ့ဖိအားပေးတာမရှိဘူးလို့ ဝန်ပြည်သိပ်ပါတီ NMSP ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးက CNN သတင်းဌာနကိုပြောပါရယ်အဲ့မဲ့မလို့တို့ရတော့ကျွန်တော်တို့လည်းစပီဝါတာသူရဲ့ကိုပိုင်းနေနေဒီနိုင်ငံသားစီရေးတဲ့အနေနဲ့တော့သူကသူဆက်လုပ်ကြမယ်ကျွန်တော်တို့အနေနဲ့ဒီရုပ်ောက်ပွဲပေါ်မှာတော့အမဆော်ရကတက်စရာပြောစရာမရှိဘူးအာကျွန်တော်တို့ဒေသမှာလည်းသူတို့မဲအဲရုပ်ဖတ်တာတို့ဘာလို့ခုတိတော့ပါမရဲ့ရောက်မပြဘူးပေါ့နော် အဲ့ကျွန်တော်တို့ကလည်းဒီဘာမှပြစ်ချမပေးဘူးအဲသွားကျင်တဲ့သူသွားနေကျင်တဲ့သူနေအဲ့လိုတော့သဘောလွတ်လွတ်လပ်လပ်သူ့ကိုလွတ်လွတ်လပ်လပ်သုံးချက်ချပေါ့ဘယ်လိုလုပ်နေလဲဘာမှဟိုဝင်ရောက်ဆက်ဆက်ဝင်ရောက်တော့သူဝင်ရောက်ဒါတော့ဘာမှမရှိဘူးခင်ဗျာမွန်ပြည်သက်ပါတီဟာ1958ခုနှစ်ဇူလိုင်20ရက်မှာစတင်တည်ထောင်ခဲ့ပြီးတည်နေအဆင့်နဲ့ပြည်ထောင်စုအစဉ်အပြည့်ခတ်ရက်စက်ရေးလက်မှတ်ရှိထုတ်မှုကို2012ခုနှစ်ဖေဖော်ဝါရီလကတည်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီနောက်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ကို2018ခုနှစ် February 23ရက်မှာလက်မှတ်ရေးထိုးခဲ့တာပါလက်ရှိမွန်ပြည်နယ်မှာရွေးကောက်ပွဲကိုပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့ပါတီရှမ်းနယ်တိုင်းရင်းသားမြတ်ဒီမိုကရက်တစ်ပါတီကြဖြူပါတီတိုင်းရင်းသားစီလုံးညွညရေးပါတီမြန်မာနိုင်ငံတောင်တုံးလက်သမားဖွံ့ဖြိုးတွတ်တက်ရေးပါတီမွန်ညွညရေးပါတီနဲ့ပိုးမြတ်သားဖွံ့ဖြိုးတွတ်တက်ရေးပါတီတို့ကဝင်ရောက်ရှင်ပြိုင်မှုရှိနေပါတယ် ရွှေကောက်ပွဲဟာနိုင်ငံရေးပါတီရဲ့အလုပ်ဖြစ်တာကြောင့်မွန်ပြည်သက်ပါတီအနေနဲ့ဟန်တားခြင်းမျိုးမရှိဘူးလို့မွန်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့မွန်ညညရေးပါတီ MUP မှပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေက CNN သတင်းဌာနကိုပြောပါရယ်။အာကြီးစားကဟိုစံနဲ့ပိုင်းတော့ကျွန်တော်တို့ဟိုသိပြီးတော့မသိဘူးလားဒီက MC လက်မှတ်ထိုးထားတဲ့ဒီမွန်ပြည်သက်ပါတီပေါ့။ဟိုသူကရွှေကောက်ပွဲကိုဟိုဘယ်လိုပြောမလဲ။အော် ဟိုမတားသေးဘူးပေါ့နော်ဒါတော့ဒီနိုင်ငံရေးပါတီရဲ့အလိုက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်သူတို့ပါမလဲဝင်မကျော်ဘူးဟိုဟိုပါမလဲဟာတာရောလည်းမရှိဘူးဟိုကျွန်တော်တို့ပေါ့ဟိုချန်နယ်ဟိုလက်နက်ကန်ဖွဲ့စည်းကြတော့ကျွန်တော်တို့တက်မသိဘူးပေါ့နော်သူတို့ဘယ်လိုတောင်းထားရဲဆိုတော့နောက်ဘယ်လိုဟိုခင်းချင်းရှိတယ်သူတို့ခင်းချင်းလည်းကျွန်တော်တို့ပါမမသိနိုင်ဘူး2021ခုနှစ်နိုင်ငံရေးပြောင်းလဲဖြစ်ပြီးနောက်မွန်ပြည်သက်ပါတီမှမွန်ပြည်သက်ပါတီအာဏာရှင်တိုက်ဖြတ်ရေး NMSPAD ဆိုတဲ့အဖွဲ့တစ်ခုခွဲထွက်သွားပါတယ်။အဲဒီနောက်မွန်လက်နက်ကိုင်၄ဖွဲ့လေးပေါ်ပေါက်လာခဲ့ပြီးသူတို့တွေကတော့မွန်ပြည်လူမျိုးရေးတပ်မတော် MLA မွန်မျိုးသားလူမျိုးရေးတပ်မတော် MNLAAD မွန်ပြည်ကောက်ွယ်ရေးတပ် MSDF နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဖြစ်ကြပါတယ်။အဲ့ဒီမွန်လက်နက်ကိုင်၄ဖွဲ့ဟာမွန်တပ်တော်ကိုဖွဲ့စည်းပြီးစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ကြတာပါ။အဲ့ဒီလိုပဲမွန်ပြည်နယ်မှာကရင်မျိုးသားစီယုံ KNU နဲ့ အန်ယူဂျီလက်အောက်ခံ PDF တွေဟာလည်းလှုပ်ရှားလျက်ရှိကြပါတယ်။မကြခင်ကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တဲ့မွန်ကိုစလေလောင်းတွေအပြင်ရွေးကောက်ပွဲအထမြောက်ဖို့ပါဝင်သူတွေကိုဖမ်းဆီးအရေးယူသွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကပြောဆိုထားပါတယ်။ကိုစလေဖြစ်ဝင်ရောက်ရှင်ပြိုင်အရေးခံအောင်မိမိတို့ဖြစ်စေအစိုးဖွဲ့တစ်ခုခုအတွက်ဖြစ်စေပုံကိုတူအူအတွက်ဖြစ်စေမဲဆွယ်စည်းရုံးတာမဲဆွယ်စည်းရုံးမှုကိုကုညီပံ့ပိုးတာနဲ့ ရွေးကောက်ပွဲအထမြောက်ဖို့ပါဝင်နေသူတွေကိုဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းသိရပါဗျ။နိုင်ငံရေးပါတီတွေမဲဆယ်စည်းရုံးတဲ့အခါပြည်သူလူထုကိုမလုံနိုင်ဘဲနဲ့မဲရရေးတစ်ခုအတွက်အာမခံချက်တွေပေးခြင်းမျိုးမိမိတို့ပါတီအနေနဲ့မလုံဆောင်ဘူးလို့ကရင်ပြည်သူပါတီမှဥက္ကဋ္ဌဒေါနန့်ခင်ဦးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးပါတီတွေမဲဆက်စည်းရုံးတဲ့အခါပြည်သူလူထုအားမလုံနိုင်ဘဲနဲ့မဲရရေးတစ်ခုအတွက်အာမခံချက်တွေပေးခြင်းမျိုးမိမိတို့ပါတီအနေနဲ့မလုံဆောင်ဘူးလို့ကရင်ပြည်သူပါတီ KPP မှဥက္ကရာဒေါနတ်ခင်ရေးဦးကစီနိုင်တဲ့တင်ဌာနကိုပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာရွှေကောက်ပွဲကျင်းပဖို့နှိကက်လာတဲ့အချိန်ဖြစ်ပြီးနိုင်ငံရေးပါတီတွေဟာပြည်သူလူထုရဲ့ထောက်ခံမဲတွေ ရရှိရေးအတွက်မဲဆွဲစည်းရုံးရေးကတိကဝတ်တွေကိုအမျိုးမျိုးပေးနေကြပါတယ်။မိမိတို့ပါတီအနေနဲ့တကယ်မလုံနိုင်ပဲပြည်သူလူထုစီမအမဲရရှိရေးအတွက်အမခန့်ချက်ပေးခြင်းမျိုးမလုံဆောင်ဘူးလို့ကရင်ပြည်သူပါတီ KPP မှဥက္ကရာဒေါနခင်ရေးဦးက CNN သတင်းဌာနကိုပြောပါတယ်။ကျမတို့ကကြိုးပြောထားလို့မရဘူးလေ။ပြီးတော့ဒီအခု တမှုကဥပဒေဆိုတာနိုင်ငံတော်ကသတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တို့လက်ထက်ထဲကသတ်မှတ်ထားတဲ့ဥပဒေဖြစ်တယ်။ဒါမဲ့စနစ်တကျဖြစ်ဖို့တော့လုံးဝမဖြစ်နေတဲ့ကိစ္စတွေကစနစ်တကျဖြစ်ဖို့တော့လုံးဝရမှာပဲ။ဒါကြောင့်တော်ရဲရောက်သွားလို့ရှိရင်ပေပါပြီးမှသူ့လိုလုံးဝမှာပဲ။ဒါမဲ့လူလူကို ချိန်မှာပြောပြီးတော့ကိုယ်ကျင်ရဲ့လုံနိုင်လို့လည်းလို့လည်းအမလုံနိုင်ပဲနဲ့ဟာဒရီတွေပြင်းနေရဖို့ခုပဲအတွက်နေတော့ချမလို့မလုပ်ဘူးကိုလုံနိုင်တဲ့အချိန်လေးဘလို့ညမှာဒီမိုကရေစီဖြစ်ကုန်းကျင်လောက်ကိုတန်းလာတဲ့ခါမှာလုံနိုင်တဲ့ကိစ္စတွေရှိတယ်မလုံနိုင်တဲ့ကိစ္စတွေရှိတယ်ဒါနဲ့ဆိုတဲ့အတိုင်းတန်အတွက်မှကကိုဘလောက်လုံနိုင်မလဲ ဖြစ်လာတဲ့အမှတ်တွေရဲ့ capacity ဘယ်လောက်ရှိတယ်လဲအဲ့ပေါ်မှာအများကြီးမူတည်တယ်သူတို့ဆီကမဲရရင်ပြီးရောဆိုပြီးတော့ဟာတို့ဓာတ်တွေလုတ်ပေးမယ်တချို့ဟာတွေက adaptive တွေပါနော်အရန်ပြောလို့မရပါဘူးနိုင်ငံရေးပါတီတွေဟာပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကားခွေဖြစ်ရှင်းမပေးပဲရွေးကောက်ပွဲကာလမဲလူချင်းတဲ့အခါမှာမဲဆယ်စည်းရုံးရေးစကားတွေပြောလာခြင်းအပေါ်လူထုကယုံကြည်မှုမရှိပဲဖြစ်လာကြောင်းနိုင်ငံရေးလှလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်ပြည်သူလူထုအတွက်အထူးအာမခံချက်တွေပေးနေတာကိုကြားနေရကြောင်းမိမိတို့ပါတီဟာသူများလုံတိုင်းလိုက်လုတဲ့ပါတီမဟုတ်ကြောင်းကရင်ပြည်သူပါတီ KPP မှဥက္ကရာဒေါနန့်ခင်ရေးဦးကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်တိုင်းပြည်မှာလည်းလိုအပ်တဲ့ရာတွေဖြစ်ရှိတဲ့အဲ့တော့တို့လုံနိုင်ကြလောက်ကတော့ ုတ်ဒီလိုလိုတွေအကောင်းဆုံးဖြစ်အောင်လုပ်ပေးရမှာပဲအမခံနေလုပ်နေတဲ့ဟာတွေကတို့တွေအချိန်တားကြည့်အမခံနေတယ်လို့ဆိုတာရှိတယ်ကျွန်မတို့ကတော့အဲ့လိုမျိုးတော့လုံးဝအမမခံဘူးဒီကိစ္စတွေကနှိမ့်နိုင်ပြီးတော့အလုံးလုံးကိုဖြစ်လာတဲ့အမှတ်တွေအလုံးနှိမ့်နိုင်ပြီးတော့တော့အရင်ချင်းရှိတဲ့အမှတ်တွေနှိမ့်နိုင်ပြီးလုပ်ကြမှုကိစ္စတွေအဲကျွန်မတို့ကတော့အဲ့ဒီကိစ္စကို နော်ပြောတဲ့အခါမှာတော့ဦးနာလိုအမခံချက်တစ်ခုနေနဲ့အဲ့လိုပြီးတော့အမမခံဒါမဲ့ပြောတဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ခါလေးတော့အမှာပဲအခုတိုင်းပြည်မှာဒါလေးဖြစ်နေလဲဆိုတော့လူတိုင်းလည်းသိကြတယ်ဖြစ်လာမဲ့အချိုးရဟာဒီကိစ္စလေးကိုလှုပ်ရမှာပဲအဲ့ဒါကိုတော့အထူးထူးကြီး အမကန်ကဝင်းကြိုက်ပြောတာပေါ့ရှင်းရှင်းပြောရအောင်ဘုရားလိုဟာကြီးကတော့ချမလက်ကြားနေပါလေနော်အမဆိုင်ကျတဲ့ లై ဖ်ဝင်းနေတယ်သူဘာလို့များလို့သူများလောက်ကြိုင်းတော့ లై ဖ်လောက်ကြပါတီတော့မဟုတ်ကျမတို့ဘာကြီးရတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲအပိုင်း3အား2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်မှာကျင်းပသွားမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့တင် င်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပြောကြားထားပါတယ်။ပြည်သူ့ရဲ့အကြက်တဲကိုကင်တွယ်ဖြည့်ရှင်ဖို့နီးလန်းတွေကြိုတင်ပြင်ဆင်ထားတယ်လို့ USDB မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူတွေရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အကြက်သေးတွေကိုမိမိတို့ပါတီအနေနဲ့ကင်တွယ်ဖြည့်ရှင်းဖို့နိလန့်တွေကြိုတင်ပြင်ဆင်ထားရလို့ပြည်အောင်သူကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစီရင်တဲ့တင်ဆက်လာကိုပြောပါရစေ။ မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းအစ်ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်းနှစ်ကို၎င်း2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်။ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့အကျက်သေးခက်ခဲတွေကိုမိမိတို့ပါတီအနေနဲ့ဖြေရှင်းဆောင်ရွက်ဖို့နည်းလမ်းတွေရှိတယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစီလံတင်ဌာနကိုပြောပါတယ်။အဓိကကျွန်တော်တို့ကပြည်သူတွေရဲ့ကုန်စည်နှုန်းတည်ငြိမ်မှုနော် ပြည်သူတွေအတွက်ကို ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ကျွန်တော်တို့ကိုမဲပေးယူချင်မယ်ဆိုလို့ချင်းကုံစင်းတော့တည်ငြိမ်မှုကျွန်တော်အာမခံတယ်။နောက်ကျွန်တော်တို့တည်ငြိမ်အေဂျင့်မှုယခုလည်းပုံမူတည်ငြိမ်အေဂျင့်မှုကိုကျွန်တော်တို့မှနီးစပ်နေတာရှိတဲ့အတွက်ဒါတွေကိုအစီအမံများနဲ့အတူကျွန်တော်ဆောင်ရွက်မယ်။ကျွန်တော်ရဲ့ရေကောက်ပွဲပညာစရန်ပါအချက်များအများကြီးရှိတဲ့ထဲမှာကျွန်တော်အဲ့ဒီအချက်ကိုအဓိကထားပြီးတော့ဆောင်ရွက်တယ်။ဥပမာဆိုကြပါဦးဗျာ။တရားစီပုံမှန်ရရှိရဆိုလို့ရှိရင် လျှက်စစ်မီပုံမှန်ရရှိနိုင်တဲ့နီလန်းတွေကိုပြည်သူထောက်ခံလိုက်တဲ့အဖွဲ့အစည်းမှာနီလန်းတွေခုလည်းကကျွန်တော်တို့ကြိုပြီးတော့တွက်ဆထားရမယ်ရှိထားမယ်ဥပမာကျွန်တော်တို့ပြည်သူကရွေးချယ်တောင်းပေးအားလုပ်ခြင်းကျွန်တော်တို့ကအဲ့ဒီလျှက်စစ်မီပုံမှန်ရရှိရတဲ့ဘယ်လိုဆောင်ရမလဲဆိုတော့နီလန်းကျွန်တော်တို့မှရှိထားပြီလားအကျွန်တော်မဟုတ်တော့ဒါသောပါတီမှလည်းပဲဒီလိုရှိကောင်းရှိမှာပေါ့မြေပြင်ရဲ့နေထားပုံမှာမူတည်တယ်ကအချိန်တိုင်းလိမိတ်ချင်းကြတော့ကျွန်တော်ပြောဖို့ခက်တယ်သို့တော်လည်းပဲ ျွန်တော်တို့ကတော့အကောင်းဆုံးနဲ့အညာဆုံးကြီးကြီးနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပါလေကဟုတ်ကဲ့လက်ရှိမှာပြည်သူတို့ကကုန်စည်နှုန်းကြီးမြင့်မှုတန်ကိုရင်ဆိုင်နေရတယ်လို့လူနေမှုဘဝမြင့်တက်နေမှုတန်ကိုလည်းခံစားနေကြအောင်အလောက်ကန်ခွင်လန်းရှားပါခြင်းနဲ့လျှက်စင်ပြီးပုံမှန်မရပဲမိသားကတွေတို့မြင့်ပေးဆောင်နေရတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါတယ်အလားတူစစ်မှုထံဥပဒေအရတရားမဝင်ဖမ်းဆီးခံနေရခြင်းနဲ့ငွေကြေးတွေတရားမဝင်တောင်းခံနေရကြောင်းတရားဥပဒေစိုးမိုးမှုအားနည်းနေတာကြောင့်ခေါ်ဆိုလူနိုင်တွေရဲ့အနေရကိုရင်ဆိုင်နေကြအောင် ခရီးသွားလာတဲ့အခါမှာလည်းလုံခြုံရေးအားနဲ့နေတာနဲ့လက်နက်ကန်အင်အားစုတွေရဲ့တရားမဝင်လုပ်ကိုင်မှုတွေကိုလည်းရင်ဆိုင်နေကြရတယ်လို့ဗီဒီယိုတို့ကထုတ်ပြကြပါဗါးအဲ့ဒီလိုလူမှုဘဝအကျက်သေးတွေကိုနိုင်ငံရေးပါတီအများစုကကင်တွယ်ဖြည့်ရှင်းပေးမယ်ဆိုတဲ့ကတိကဝတ်ကိုအာမခံပြီးမဲဆွယ်စည်းရုံးတာမျိုးမတွေ့ရှိရသေးပါဘူးမဲဆွယ်စည်းရုံးရေးကာလမှာနိုင်ငံရေးပါတီအများစုကပြည်သူလက်ရှိကြုံတွေ့နေရတဲ့အကျက်သေးတွေကိုကင်တွယ်ဖြည့်ရှင်းပေးမယ်ဆိုတဲ့ကြကြဲလောင်ကတိပေးနိုင်ခြင်းမတွေ့ရသေးဘူးလို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်ထေအောင်က CNN ထံကိုပြောပါတယ် ဟုတ်ပါတယ်ပါဠိတိုင်းနေနေတော့အဲ့ကောင်ကတိမပေးနိုင်တဲ့အပိုင်းအခုကျွန်တော်ကဒီကိစ္စမျိုးကိုပြောနေတော့ဒီခံပြောတစ်ခုပဲတွေ့ရသေးတာပေါ့နော်ဒီခံပြောတော့ဒါကိစ္စတော့တော်တော်ကြီးတော့ပြောနေတယ်ဒါတော့သူပြောနေပြီမင်းလည်းဒီလက်ပြေးလုံနိုင်ပါမလားသူပြောနေဆိုပြည်သူကပြန်စဉ်းစားလာပေါ့အဲ့တော့ခုပြည်သူကတောင်းဆိုတဲ့အတိုင်းတာတစ်ခုကတော့ဒါလက်ရှိမှာတော့လုပ်ပေးလို့မရလေဘူးရေကောက်ခွဲအလွန်ကျရင်တော့လွတ်တော်ကြီးပဲပေါ်လာမယ်ပြည်သူ့အတန်ကလွတ်တော်အတန်မင်းလေအဲ့လွတ်တော်ကြီးပေါ်လွတ်တော်လည်းပြောမယ် နောက်ပြီးတော့လည်းအစိုးရလည်းဆောင်ရွက်နိုင်မယ်တစ်ခါကလည်းအခုကျွန်တော်တို့တရားစီရင်ရေးတွေပေါ့နော်ကျွန်တော်ကျွန်တော်ပြောရပြီးအခုတော့ကျအာဏာသုံးခုတောက်တဲ့ချုပ်ခင်လာတယ်လို့တော့ကျွန်တော်တို့ဒီကောက်ပွဲပြီးရင်တော့သုံးဦးကခဏလေးသုံးဦးကိုတိကျစီဖြစ်သုံးမဲ့ခါကြတော့ဒါချက်အတန်းလည်းဖြစ်လာနိုင်မယ်အဲ့ဒါကြတော့ပြည်သူ့အမည်ပေါ်လာပြီဆိုရင်တော့အခုပြည်သူ့အခက်ခဲတွေကအထိုက်ရောက်ပြည်တယ်မို့ကြီးကြီးမားမားကိုပြည်လည်လာမယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဗျ လက်ရှိမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကပြည်ကောင်းသူကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USTP ကမြန်မာတပ်မတော်ရဲ့ထောက်ခံမှုကိုရရှိထားတယ်လို့ရွေးကောက်ပွဲဥပဒေတွေနိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတွေနဲ့လက်နက်ကင်ပဏိပခပြင်းထန်နေတဲ့အခြေအနေတွေကြောင့်တခြားသောပါတီတွေထက်အခွင့်အရေးပိုရနေတယ်လို့နိုင်ငံရေးလေလာစောက်ကြည့်နေသူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကအမေရိကန်တက်တက်တာဖြစ်ပြီးဘလို့ရလက်ထွက်လာတာဖြစ်စေတပ်မတော်နဲ့ USTP ကတာဥဆောင်တဲ့အစိုးရပုံစံတည်းရထွက်လာမှာလို့ဖြစ်တွင်းပြပါတန်တမန်တွေကထောက်ပြကြပါတယ် ။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်ဝမ်သမ္မတလိုင်ချင်တေကထိုင်ဝမ်ကာကွယ်ရေးစွမ်းဆောင်ရည်ကိုမြင့်တင်ဖို့အတွက်ဒေါ်လာ40ဘီလီယံသုံးဆက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်ဝမ်သမ္မတလိုင်ချင်တေဟာထိုင်ဝမ်ရဲ့ကာဝေးစွမ်းဆောင်ရည်ကိုမြင့်တင်ဖို့အတွက်ဒေါ်လာ40ဘီလီယံတန်ဖိုးရှိကာဝေးအသုံးစရိတ်ကိုနိုဝင်ဘာ26ရက်ကအဆိုပြုခဲ့တယ်လို့နိုင်ငံအေရှားကဖော်ပြခဲ့ပါတယ်။ဒါမဲ့ရှင်းတဲ့အတွက်အသုံးပြုမဲ့ဒီကာဝေးဘတ်ဂျက်အစီအစဉ်ဟာတရုတ်ရဲ့စီးအေးဖီအာတွေကိုတံပြန်မှုရည်ရွယ်ပြီ ကာဝေးအသုံးစိတ်မြင့်တင်မှုအမေရိကန်ရဲ့တိုက်တွန်းချက်အတိုင်းလုံဆောင်ခြင်းလည်းဖြစ်ပါတယ်။ထိုင်ဝမ်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ကလည်းကာဝေးအသုံးစိတ်ကိုတိုးမြင့်ခဲ့ပေမယ့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့ကတော့ထိုင်ဝမ်ကိုကာဝေးအသုံးစိတ်ပုံမှုမြင့်တင်မှုတွန်းအားပေးခဲ့ပါတယ်။ထိုင်ဝမ်ဟာ2029ခုနှစ်မှာတိုက်ပွဲဝင်မှုအသင့်အနေထားဖြစ်နေမှုအတွက်ပေါ်ပေါ်မြင့်တက်စေဖို့ယူရထားကြောင်းလိုင်ကပြောကြားခဲ့ပါရယ်၂၀28ခုနှစ်မှာတရုတ်ကထိုင်ဝမ်ကိုစေအေးရစစ်စင်ပြုလုပ်နိုင်ခြေရှိကြောင်းအမေရိကန်အရာရှိတွေကအစောပိုင်းကပြောကြားခဲ့ပါရယ် အမြင့်ဆုံးညီမချက်ကတော့ထိုင်ဝမ်ရဲ့ဒီမိုကရေစီကိုထာဝရကာကွယ်နိုင်တဲ့ကာကွယ်ဆွမ်းဆောင်ရည်ကိုထူထောင်ဖို့ဖြစ်ပါတယ်လို့လိုင်ကကာကွယ်သုံးစစ်အစီအစဉ်ကိုကြေညာခဲ့ပြီးနောက်တိုင်ပင်မြို့တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်နဲ့တရုတ်ကြားတသမန်ဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာလိုင်ရဲ့ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်ဂျပန်ကလည်းစီးရင်ဝင်ပါရလိမ့်မယ်လို့အခုလအစောပိုင်းမှာဂျပန်ဝန်ကြီးချုပ်ဆာနာရဲ့တာကာအီဂျီက တို့တော်မှာပြောကြားခဲ့ပြီးနောက်ဂျပန်နဲ့တရုတ်ကြားဆက်ဆံရေးတင်းမာခဲ့ခြင်းဖြစ်ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုသူ့ရဲ့နယ်နိမိတ်တစ်ခုအဖြစ်ကြေညာထားပြီးလိုအပ်လာပါကအင်အားသုံးပြီးထိန်းချုပ်သွားမယ်လို့သတိပေးထားပါတယ်။ထိုင်ဝမ်ရှိအမေရိကန်ထိပ်သီးတန်တမန်ရေမွန်ဂရီနီကတော့ထိုင်ဝမ်အစိုးရရဲ့ကာကွယ်ရေးအသုံးစိတ်မြင့်တင်မယ်အစီအစဉ်ကိုကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ အိန္ဒိယကကက်ရှမီးယားဒေသမှာစစ်စင်ရေးတွေကိုအချိန်မြင့်တင်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အိန္ဒိယအာဏာပိုင်တွေဟာကက်ရှမီးယားဒေသအနှံ့မှာလုံခြုံရေးစစ်စင်ရေးတွေကိုအချိန်မြင့်လှုပ်ဆောင်နေကြောင်း AP ကဖော်ပြခဲ့ပါတယ်။အခုလအတွင်းနယူးဒယ်လီမြို့တော်ဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်လုံခြုံရေးတပ်ဖွဲ့တွေကကက်ရှမီးယားဒေသရဲ့ခရိုင်အများပြားမှာကင်းလွတ်မှုတွေတိုးမြင့်ခြင်း စစ်စင်ရေးဂိတ်တွေတိုးမြှင့်ချထားခြင်းနဲ့တန်တရားဖြစ်ဝယ်နေရာတွေကိုဝင်ရောက်စီးနှင်းချဖွေခြင်းတို့ကိုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကက်ချမီးယားဒေသခံတွေဟာအသွားအလာထိန်းချုပ်ကတ်သက်ရခြင်းအ धिक လမ်းစုံလမ်းကွာနေရာတွေမှာတင်းကျပ်စွာစစ်ဆေးမေးမြန်းခံရခြင်းတို့နဲ့ကြုံတွေ့နေရပါတယ်။နယူးဒေလီမြို့တော်မှာဖြစ်ပွားခဲ့တဲ့ဘုံခွက်တိုက်ခိုက်မှုကိုပြည်သူ့အဖွဲ့ကမှတာဝန်ခံထွက်ဆိုခဲ့တာမရှိဘဲအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုံ့ဆော်နေပါတယ်။လုံခြုံရေးအေဂျင်စီတွေက ဘုံခွဲတိုက်ခိုက်မှုနောက်ွယ်မှာလက်တွေကိုသိရှိဖို့အပူတင်ပြင်းလိုက်လံရှာဖွေနေချိန်မှာပြည်သူလူထုအနေနဲ့သတိဥရိယနဲ့နေထိုင်ကြဖို့တာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်။နိုဝင်ဘာ10ရက်ကနယူးဒေလီမြို့တော်ရဲ့တမိုင်းဝင်ရဖိုခံတပ်မှဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုကြောင့်လူ၁၀ဦးသေဆုံးခဲ့ပြီး32ဦးဒဏ်ရာရခဲ့ပြီးနောက်အာဏာပိုင်တွေကကာရှမီးယားဒေသမှာစီးနှင်းရှာဖွေမှုတွေပြုလုပ်ခြင်းတန်တရားရှိသူတွေကိုထိန်းသိမ်းခြင်းစစ်ဆေးမေးမြန်းခြင်းတို့ပြုလုပ်နေပါတယ်။လက်ရှိအချိန်ထိ တန်တရားပြည့်ဝယ်လူပေါင်းရာရှိကိုဖမ်းဆီးတင်းတင်းထားပါဗါးနိုဝင်ဘာ14ရက်ကလည်းစီနစ်ရှာဖွေမှုတစ်ခုအတွင်းတင်းစီရမိခဲ့တဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတင်းစီထားတဲ့ရဲစခန်းတစ်ခုမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်လူကုန်မှုတည်ဆုံးခဲ့ပါဗါးရဲတပ်ဖွဲ့အကြီးအကဲတို့ဖြစ်တဲ့နာလင်ပရာဘက်ကတော့ဒီပေါက်ကွဲမှုဟာတိုက်ခိုက်ခံရတာမဟုတ်ဘဲဖောက်ခွဲရေးပစ္စည်းတွေကိုတင်းစီရမှာမတော်တဆဖြစ်ပြီးပေါက်ကွဲတာဖြစ်ကြောင်းပြောကြားခဲ့ပါဗါး ထိုင်းနိုင်ငံမှာဆစ်လိတ်တောက်သူ9သိန်းကျော်ဟာစီးချိုယောဂါရှိနေတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဆစ်လိတ်တောက်သူ9သိန်းကျော်ဟာစီးချိုယောဂါရှိနေကြောင်းဘန်ကောက်ပို့ကဖော်ပြခဲ့ပါတယ်။သူတို့အနက်ထောက်ဝက်နေပါဟာသူတို့ဟာစီးချိုယောဂါရှိနေတာကိုမသိကြကြောင်းရှားဝင်တွေကတတိပေးခဲ့ပါတယ်။ ပြီးကြတဲ့နှစ်ကဖက်ကော့ဒီယိုမက်ဒီဆင်ဝမဒီဗဒီဆေးရုံဟာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးစနစ်တွေသုတေသနအင်စတီကျူနဲ့ထိုင်းကျန်းမာရေးမြင့်တင်ရေးဖောင်ဒေးရှင်းတို့နဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့လေးလာချက်စစ်တမ်းအရာဒီရလဒ်တွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။မဟီဒေါ်တက်ကတို့ရှိဖက်ကော့ဒီယိုမက်ဒီဆင်ဝမဒီဗဒီဆေးရုံမှာဆရာဝန်ဒေါက်တာယွန်ယူဒီပတ်တာနာဘာနီချေကထိုင်းလူမျိုး6.3%တက်တမ်းမှာစီးကျူယောဂရှိနေကြောင်းလေးလာတွေ့ရှိခဲ့တယ်လို့ရိုမန်25ရက်ကပြောကြားခဲ့ပါတယ်။ ဒီစည်းကြိုယောဂသည်တွေနဲ့9သိန်း9960ဦးဟာဆက်လိုက်တောက်သူတွေဖြစ်ပြီးသူတို့နဲ့3သိန်း3542ဦးဟာသူတို့မှာစည်းကြိုယောဂရှိနေတာကိုမသိကြကြောင်းဒေါက်တာယွန်ယူဂျီကပြောပါတယ်။ဒါပြင်စည်းကြိုယောဂရှိနေတာကိုသိထားတဲ့လူပေါင်း4099ဦးဟာဆေးဝါးကုသမှုမခံယူကြကြောင်းလည်းသူကဆိုပါတယ်။ဆေးဝါးကုသမှုခံယူသူတွေနဲ့2သိန်း6392ဦးဟာစည်းကြိုယောဂကိုမထိန်းနိုင်ပဲ3သိန်း3029ဦးသာသူတို့ရဲ့ယောဂအခြေအနေအား ထိန်းနိုင်ကြောင်းလေးလာချက်မှာဖော်ပြထားပါဗျ။စလိတ်တောက်သုံးခြင်းဟာစီးကျုပ်ယောဂဖြစ်နိုင်ရည်ကို30ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိမြင့်တက်စေကြောင်းအမေရိကန်ယောဂထိန်းချုပ်ရေးနဲ့ကာကွယ်တားဆီးရေးစင်တာရဲ့မှတ်တမ်းတွေမှာဖော်ပြထားတယ်လို့စလိတ်တောက်သုံးခြင်းနဲ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာပရာကစ်ကပြောကြားခဲ့ပါဗျ။စီးကျုပ်ယောဂရှိနေသူတွေအနေနဲ့စလိတ်တောက်ပါကသွေးတွင်းစကြာတက်ကိုထိန်းချုပ်ရမှာပုံမှုခက်ခဲပြီးနှလုံးနဲ့ကြောက်ခဲ့ယောဂတွေခြေထောက်ကိုသွေးစင်းစင်းမှုနှဲပါခြင်းမျက်စိအမြင်လွာပျက်စီးခြင်းလက်နဲ့ခြေထောက်တွေမှာအာယုံကြောထိခဲ့ က်ခြင်းထုံနေခြင်းနာကျင်ခြင်းအားနေခြင်းနဲ့တုံတုံရင်ရင်ဖြစ်ခြင်းကဲ့သို့နောက်ဆက်တွဲဆိုးရွားတဲ့ယောဂတွေဖြစ်လာနိုင်တယ်လို့သူကပြောကြားခဲ့ပါတယ်ဒီအနေနဲ့တင်ဆက်ချင်တာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးပါမယ်။လီပါဘူးနီးပြယာရုကို dash လူမျိုးနီးပြအာနီစလော့ကစိုးရင်ပူပန်မှုမရှိဘူးလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လေဘာဦးတင်ဟာချန်ပီယံလိအိမ်ဝင်ပွဲစဉ်မှာ PSV တင်ကို၄ဂိုးတကိုးနဲ့ဂိုးပြတ်အရင်နေခဲ့ပေမယ့် Dash လူမျိုးနီးပြအာနီစလော့ကသူ့ရဲ့နီးပြအရာတွေကိုစိုးရိမ်ပူပန်မှုမရှိဘူးလို့ပြောခဲ့ပါတယ်။အာနီစလော့ကအနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်စိုးရိမ်ပူပန်မှုမရှိပါဘူး။ကျွန်တော်ရဲ့အာရုံဆိုင်မှုကကျွန်တော်ရဲ့ယာရုကိုစိုးရိမ်ပူပန်ထားတဲ့အခြားအရာတွေပေါ်မှာပါ။ပြီးခဲ့တဲ့ယာသီကလို့ကျွန်တော်မလုံနိုင်ဘူးဆိုတာသိတာပါတယ်။ဘာလို့လဲဆိုရင်တူချင်းအမားတွေအကြောင်းကိုပြောတဲ့အချိန်မှာဒါကအသင်းလိုက်အားထုတ်မှုကနေဖြစ်လာတဲ့အရာလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ပိုကောင်းအောင်လုပ်ဖို့လိုသလိုအသင်းကိုတိုးတက်အောင်နေတိုင်း စ조사နေပြီဒါကကျွန်တော်အိုင်အွန်ဆိုင်နေတဲ့အဓိကအရာပါလို့ပြောခဲ့တာပါလေဘာဦးတင်ဟာဒီ show ဘွဲကြောင့်ပြိုင်ပွဲဆိုနောက်ဆုံး၃ဘွဲစတဲ့အရေးနေခဲ့သလိုနောက်ဆုံးကစားခဲ့တဲ့ဆက်နေဘွဲမှာ၉ဘွဲအထိ show ဘွဲဂျုံတွေ့ထားတာဖြစ်ပါတယ်လေဘာဦးတင်ဟာ Premier League မှာအဆင့်ဆက်နေနေရာရပ်တည်နေသလို Champion League ပြိုင်ပွဲမှာအဆင့်ဆက်၃နေရာရပ်တည်နေတာကြောင့်ဒီပြအာနီစလော့အပေါ်ဖိအားတွေပိုပြီးတိုးလာနေတာပါဒါပေမဲ့အာနီစလော့ကတော့လေဘာဦးတင်ဒီပြအရာတွေကိုစိုးရင်ပူပန်မှုမရှိတာဖြစ်ပါတယ်အာနီစလော့ကသူဟာလေဘာဦးတင်ကြီးခဲတွေနဲ့ပုံမှန်စကားပြောဆိုမှုတွေရှိတာကြောင့် ဒီစကားပြောမှုတွေမှာယုံကြည်မှုကိုခံစားရပါမယ်။ဒီပွဲပြီးမှဘာဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမယ်လို့ပြောခဲ့ပါတယ်။လီဗာအိုသင်ကွင်းလယ်လူကာတီဂျုံကအသင်းရဲ့ရလက်တွေဟာလက်ခံနိုင်စရာမရှိသလိုအလွန်ဒေါသထွက်နေရလို့ပွဲပြီး RTE နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။လီဗာအိုသင်ဟာလာမယ့်ပရီးမီးယားလီဂ်ပွဲစဉ်အဖြစ်ဝက်ဆန်သင်အိမ်ဝင်သွားရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးရှုံးပွဲဆက်နေမှုကိုရပ်တန့်နိုင်ဖို့မျှော်လင့်နေပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ် နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအပေးကြတဲ့မြို့ပပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။